မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့26ရက်နေ့ဒီနေ့နေ့လယ်2နာရီခန့်မှန်းကျမှာတော့ရာဂါစာနဲ့ဘူးအလွိုင်းမုံတိုင်းကြီးနှလုံးရဲ့လက်ကြံမိုးလေးမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ပြီးလာမယ့်အောက်တိုဘာ2ရက်နေ့အထိ9ရက်တာရွာသွန်းမယ်မိုးချီနေဟာမုံတိုင်းနှလုံးလက်ကြံမိုးကြောင့်ထူးထူးခြားခြားမိုးကြီးမှာကတော့ရှမ်းအစီတာချီလေးဒေတာဖြစ်ပြီးတော့ခံမှန်းမိုးရဲ့ချိန်ဟာ၈ .3 လက်မဖြစ်ပါတယ် စကိုင်းတိုင်းထပ်ပိုင်းနဲ့နာဂားဒေသမှာတော့10တသမ8လက်မှဖြစ်ပါတယ်ကရင်မွန်တရဲနိုင်ဒေတာမှာတော့၉ဒသမ၃လက်မှဖြစ်ပြီးတော့အသေးသေးရွာသွန်းကမိုးသက်ထန်ပြီးတော့ရေကြီးအောင်မယ်လို့လဲဆိုပါရယ်ဆက်လက်ပြီးတော့လည်းပဲမုလုသာတုတေတီအွန်နိုင်ကလည်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာတဲ့လီပီအာနယ်ရှောင်းမုန်တိုင်းရဲ့အရှိန်တက်ရောက်တာနဲ့တိုင်ဖွန်ဘူအလွိုင်းတို့ရဲ့အရှိန်တက်ရောက်မှုတွေကြောင့်ပဲစက်တင်ဘာ29ရက်နေ့30ရက်တွေမှာတော့ င်းနယ်ပြင်ဒေသတိုင်းတို့ဟာတနအီကိုမိုင်30နှုန်းကန်နဲ့လိုင်းမြင်ရှိပေကန်တီရှိပါရယ်အာရီကန်နီပင်လေပြင်ကပင်လေရေပြင်လှုပ်သားတွေမွန်ထရီနိုင်ကန်ရတက်လျှောက်ကရေလှုပ်သားတွေကတော့အသည့်သတိနဲ့ကမ်းပြန်ဝင်ချိန်လုံလောက်စွာရရှိနိုင်ဖို့ကြိုတင်အသိပေးလာခဲ့ပါရယ်မြန်မာနိုင်ငံအတွင်းမှာတော့နေရာအနှံ့အပြားမိုးတဲထနိုင်ပြီးတော့29ရက်30ရက်48နာရီအတွင်းမှာတော့မိုးရေချိန်ဟာလေးလက်မကနေ6လက်မကအထိရွာသွားပါမယ် ဒီနေ့မှာရရှိတဲ့ update ချက်လက်တွေကိုလည်းဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းမုံတိုင်းငယ်တဲ့အမှတ်စဉ်၃ညမြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါတယ်။2025ခုနှစ်စက်တင်ဘာ29ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန် အနက်9နာရီခွဲချိန်တိုင်းထွားချက်တရဗင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဗင်္ဂလားပင်လယ်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံအရိသပြည်နယ်တောင်ပိုင်းကမ်းလွန်အန်တာပရတိတ်မြောက်ပိုင်းကမ်းခြေမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ် depression ကတော့အနောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ဗင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအရိသပြည်နယ်တောင်ပိုင်းကမ်းခြေအနီးကိုရောက်ရှိကမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်420မိုင်ကအိန္ဒိယနိုင်ငံပူရီမြို့ရဲ့အနောက်အနောက်တောင်ဘက် ရေမိုင်35မိုင်ကဂိုပါဘူးမျိုးရဲ့အရှိပဲရေမိုင်35မိုင်ကနဲ့လေကံပရဏံမျိုးရဲ့အရှိမြောက်ဘက် ရှင်းမိုင်းတရားမိုင်ကန့်ကွာပင်လယ်ပြင်ကိုဗဟုပြုနေပါဗျ။မော်တိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကဦးတည်ရွေးရှားမဲ့အခြေအနေမရှိလို့အဝါရောက်အဆင့်လို့သတ်မှတ်ပါဗျ။မော်တိုင်းငယ်ရဲ့ဒီနေရာဘိုးကျဲလေပြရတဲ့လေတိုင်တော့ဟာအဆိုပါမော်တိုင်းငယ်ကတော့မြန်မာစံတော်ချိန်မနက်9နာရီခွဲချိန်မှာမြောက်လက်တီကျူ16.3ဒီဂရီနဲ့အရှိလောင်ကြီးကျူ85.5ဒီဂရီမှာတည်ရှိပြီးတော့ဘိုးကျဲလေပြရဟာ1000ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်တော့ကတော့တနအီကိုမိုင်30ကနေ35မိုင်နှုန်းကဖြစ်ပါဗျ။ အဆိုပါမုံတိုင်းငယ်ဟာအနောက်ရင်းရုံးကိုရွေးရှားနိုင်ပြီးတော့နောက်6နိုင်တဲမှာအိန္ဒိယနိုင်ငံအော်ရတာပြည်နယ်တောင်ပိုင်းအန်တာပရာတိတ်မြောက်ပိုင်းကမ်းခြေတွေကိုပူရီမျိုးနဲ့ကာလင်ကာပရနံမျိုးတို့အကြားဂိုဘာဘူမျိုးအနီးကနေဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါမုံတိုင်းငယ်ရဲ့အရှိန်ကြောင့်ဒီနေ့မနက်ကနေနောက်24နိုင်တဲမှာကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျကျနဲ့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းမှာနေရာစိစိကနေနေရာအနှံ့ပြမိုးထချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးလာတဲ့နဲ့အတူတူနေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်။မြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်းကြာရပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်တွေတိုက်ခတ်ပါမယ်။လမ်းမြင်ဟာမြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ7ဘီကနေ12ဘီကရှိနိုင်ပါတယ်ရှင်။ဒါအပြင် မုံတိုင်းငယ်ရဲ့အရှင်ကြောင့်မိုးသက်တမ်းစွာရွာသွန်းလာတဲ့အတူတူလေပင်းတွေတိုက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကွန်မြူနတီတာအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုနိုင်ဖို့နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေမကန်ရံတက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝေငါးဘက်ရင်ရင်တွေသင်းမောတဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ အားကောင်းသောအပူပန်းမုန်တိုင်းဘူဝလိုက်အခြေအနေသတင်းအမှတ်စဉ်39နှစ်မြင်ဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်စက်တင်ဘာ29ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုက်ထွားချက်တွေအရဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပန်းမုန်တိုင်းဘူဝလိုက်ကတော့နောက်နောက်မြောက်ဘက်ကိုရွေ့ရှားပြီးတော့နောက်12နာရီအတွင်းမှာတောင်တိုးပင်လယ်ကိုရောက်ရှိမယ်လို့ခန့်မှန်းထားပါရစေ။ဒီကမှတက်စင်အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့တိုင်ဖုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်ပြီးတော့ နောက်58ရက်တည်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းအထူးမလို့သတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်စက်တင်ဘာ26ရက်နေ့ဒီနေ့မြန်မာစံတော်ချိန် ညနေ၄နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ၃နာရီခွဲချိန်တိုင်းထွားချက်တွေရာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းနေတာကြောင့်လကောက်ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ရဲ့လှေပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းအရှင်ကြောင့်လကောက်ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းဘူလွိုင်းကပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်လကောက်ဒီနေ့ညနေကနေ၂ရက်ဆယ်လ2025အတွင်းစကန်နက်ဒေတာကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျကျတဲ့နေပြည်တော်ရောက်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကန်တဲ့ဒေသကြီးအောက်ပိုင်း၊အေရီတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းမှာနေရာဆက်ဆက်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့နေပြည်တော်ရောက်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကန်တဲ့ဒေသကြီးအောက်ပိုင်း၊အေရီတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာဒေသအလိုက်နဲ့နေရာကွက်ပြီးတော့မူကြည့်ပါမယ်။မြမကိုင်ရန်တခြားနယ်ကမ်းတော်ပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်းကြရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်းကြရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအိကို35မိုင်တိတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြမကိုင်ရန်တခြားနယ်ကမ်းတော်ပင်လယ်ပြင်မှာတော့7ပေကနေ12ပေကရှိပါမယ်။ဒါကြောင့်မိုးသက်တာစွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာရဲပြက်ရင်ကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အစောပိုင်းဒေသမှာရှိတဲ့ကုန်းမြင့်ဒေသအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနေနဲ့ ံကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရေးနဲ့ဆင်မြောင်းတာမန်တွေနဲ့အနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ က်လက်ပြီးတော့လည်းအားကောင်းသောလိပိအားနဲ့ရောင်းဝယ်ခြင်းတွေကိုဖော်ပြပေးကြပါတယ်။2025ခုနှစ်စက်တင်ဘာ26ရက်နေ့ဒီနေ့မြမဆန်တော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြပါတော့ဒီနေ့မြမဆန်တော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွားချက်တွေကဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာပြတ်ပေါ်နေတဲ့အားကောင်းသောလိပိအားနဲ့ရောင်းဝယ်ကတော့ဆက်လက်တည်ရှိပါတယ်။အဆိုပါအားကောင်းသောလိပိအားနဲ့ရောင်းဝယ်ကတော့အနောက်ဘက်ကိုရေရှားပြီးတော့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းကန်တော့အန်တာပရာတစ်မြောက်ပိုင်းကန်ကျေတွေ ီမှာနောက်24နှစ်အတွင်းမှာမုန်တိုင်းငယ်ဖြစ်ကိုပုံမအားကောင်းလာနိုင်က28ရက်ကုလ2025မှာတော့အဝိဒပြည်နယ်တောင်ပိုင်းအန်တာပရတိတ်မြောက်ပိုင်းကမ်းခြေတွေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင် ဆက်လက်ပြီးတော့မြဝကျွန်းပေါ်တောင်ပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာရေကြီးရေရှမ်းမှုအထူးသတိပြုဖို့လိုအပ်တဲ့ကြောင်းဖော်ပြပေးကြပါမယ်။လာမယ့်အောက်တိုဘာဒုတိယပတ်တွင်မြေကြီးမြင့်တက်နိုင်မှုအခြေအနေတွေရှိနေသေးတဲ့အတွက်အထူးသဖြင့်မြန်မာနိုင်ငံမြဝကျွန်းပေါ်တောင်ပိုင်းနဲ့အောက်ပိုင်းဒေသတွေအနေနဲ့ရေကြီးရေရှမ်းမှုအထူးသတိပြုဖို့လိုအပ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကညွှန်ကြားရမှုဦးလာထောင်ကဆိုပါတယ်။အောက်တိုဘာပထမပတ်နဲ့ဒုတိယပတ်တွင်မှာတော့တောင်တုံးပင်လယ်ပြင်ပတ်မှာမုန်တိုင်းဟာအနည်းဆုံးနှလုံးလောက်ထပ်မံဖြစ်ပေါ်လာနိုင်ခြင်းရှိနေပြီးတော့ဒီမုန်တိုင်းတွေရဲ့အကျဉ်းချံတင်တိုက်တွေပြင်အရှိလေဝေလိုင်းတွေရဲ့ ရှင်ကြောင်းပဲမြန်မာနိုင်ငံဘက်မှမိုးရွာသွန်းမှုဆက်လက်များပြားနိုင်တယ်လို့မြေရင်မြင့်တက်မှုတွေရှိလာနိုင်တယ်လို့ဆိုပါရယ်မိုးများရင်တော့ထုံးစံတိုင်းရေကြီးရေရှမ်းတွေဖြစ်လာနိုင်တယ်အခုဆိုရင်ဒီရက်ပိုင်းမိုးများနေတော့စစ်တောင်းမြေတောင်ကိုပကိုးကိုရေပြန်တက်နေတယ်လမ်းမရက်တွေအဓိကများနိုင်တာလဲအဲ့ဒီနေရာတွေတဝိုက်ပါပဲအထူးသတိထားရမယ်အရှိတ်ကလာတဲ့လေပွေလိုက်နေအပေါ်တက်သွားရင်တော့သတိထားရမယ်အထက်ရှမ်းကချင်ချင်းတို့လည်းပါပါတယ်ဒါမှမဟုတ်လေပိုပြီးသတိထားရမှာကတော့မြဝကျော်ပေါ်တောင်ပိုင်းနဲ့အောက်ပိုင်းဒေသတွေလို့လည်းကောင်းကဆိုပါတယ် ရေကြီးရေရမှုအတွက်ဒီကအပြင်စစ်တောင်းမြင်ကဝင်မြင်ပေးလဲမြင်ဖအံ့မြင်စတဲ့မြန်မာနိုင်ငံမျိုးဝကျော်ပေါ်တာဝိုင်းအောက်ပိုင်းဒေသတွေကမြစ်တင်ချောင်းတွေကတော့စိုးရိမ်စရာအခြေအနေရှိနေပြီးတော့ AR နဲ့ချင်းနေမြင့်ကတော့အထက်ဘက်ကရေကြီးမှသာဂရုပြုရမှာဖြစ်တယ်လို့ဆိုပါရစေ။